မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်နယ်ကအဖွဲ့အေးဟာရခိုင်ပြည်နယ်အတွင်းရှိမြို့တွေထိန်းသိမ်းနိုင်ပြီးနောက်ပိုင်းတပ်ဖွဲ့ဝင်လိုအပ်ချက်တွေကြောင့်အတင်းကျပ်လူသေစုဆောင်တာပြီးလှုပ်ဆောင်ခဲ့ပါတယ်အေးအဖွဲ့ရဲ့အတင်းကျပ်လူသေစုဆောင်မှုတွေကြောင့်ရခိုင်ပြည်နယ်အတွင်းနေထိုင်တဲ့တားတယ်မိခင်တွေမိသားစုဝင်တွေဟာတောကပင်လယ်ဝင်နေရပြီးဖြစ်ပါတယ်ရုပ်တံဖိုင်ထဲမှာတော့အေးအေးအဖွဲ့ရဲ့အတင်းကျပ်လူသေစုဆောင်မှုတွေကြောင့် မိသားစုတွေတေခွဲခွဲတာရှင်ခွဲခွဲရတဲ့ဝမ်းနဲ့ခြေခွဲဝဲကောင်းတဲ့အဖြစ်အပျက်နှစ်ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ငိုတောင်မီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်တဲ့ကြီးရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့တာဟာရပ်ပေါင်း900ကျော်လာပြီဖြစ်ပါတယ်။ရခိုင်နယ်ကအဖွဲ့အစည်းဟာ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်တချို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူရခိုင်လူမျိုးတွေအပြင်ဌာနေတိုင်းသားလူမျိုးတွေအပေါ်ဖိနှိပ်အနိုင်ကျင့်တာတွေပုံပုံများပြားလာနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာလည်း AA အဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူအလုံးရဲ့စန္ဒာကိုမျက်ကွယ်ပြုပြီးအမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် NDAP ကို ထုတ်ပြန်ခဲ့ပါတယ်။ AA အဖွဲ့ကထုတ်ပြန်ခဲ့တဲ့ NDAP ပြဋ္ဌာန်းချက်ထဲမှာ အမျိုးသားဆိုရင် အသက်16နှစ်က အသက်45နှစ်အတွင်းအမျိုးသမီးဖြစ်ရင်အသက်16နှစ်ကနေ25နှစ်အထိအေအေတပ်ဖွဲ့ဝင်အဖြစ်ပါဝင်စစ်မှုတန်းရမယ်လို့ဖော်ပြထားရအငင်းပွားမှုတွေမကျေနပ်မှုတွေစိတ်ဆိုးဒေါသဖြစ်မှုတွေနဲ့ဝမ်းနည်းကြေကွဲပွဲကောင်းတဲ့အဖြစ်ပြက်တွေပုံမဖြစ်လာနေရလို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုအေအေအဖွဲ့ထိန်းချုပ်နိုင်ပြီးနောက်ပိုင်းတွေကတပ်ဖွဲ့ဝင်လိုအပ်ချက်မြင့်တက်လာမှုတွေကြောင့် အတင်းကျပ်လူတွေစုဆောင်မှုတွေလှုပ်ဆောင်ခဲ့ရမြို့တိုင်းသားမျိုးနွယ်စုတွေတဲ့ကိုွန်တဲ့အမျိုးသမီးတွေတောင် အတင်းကျပ်လူတွေစုဆောင်ခံရသူတွေထဲမှာပါဝင်ခဲ့လို့သိရပါတယ်။အေးအဝဲကစတင်ဖော်ဆောင်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်အတွင်းအလောက်ကင်ရှာပါခြင်း၊ကုန်စည်စည်းစင်းမှုကောင်းမွန်မှုမရှိခြင်း၊စေဝါလုံလောက်မှုမရှိခြင်း၊ကုန်စည်နှုန်းကြီးမြင့်တဲ့တန်ကိုရခိုင်ပြည်နယ်အတွင်းနေထိုင်သူအလုံးရင်ဆိုင်တွေ့ကြုံနေရခြင်းမှာ အေအခွဲကပြည်နယ်အတွင်းနေထိုင်သူအားလုံးရဲ့အခက်အခဲတွေကိုပြည်လက်အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိပဲလက်နေနဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေသာပုံမှန်များပြားလာခဲ့တယ်လို့သိရပါတယ်။ရခိုင်နိုင်ငံရေးသမားတအိုးကအေအအခွဲရဲ့လုပ်ရက်တွေကြောင့်ရခိုင်ပြည်နယ်ကြီးကအဖက်ဆယ်မရအောင်ပြက်စီးသွားခဲ့တယ်လို့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရခိုင်နိုင်ငံရေးသမားတအိုးကတနော့ညီဝမ်ခွဲကနေစပြောရမယ်။တဝမ်တဲ့ခွဲရဲ့ညီပါ ျွန်တော်မိရဲ့မောင်အရင်ကမွေးတဲ့သားဒီကောင်နေဘဝကလည်းကံမကောင်းလှလီဘူးညီကိုရင်းကနှစ်ယောက်တိုင်အငယ်ကောင်နှိုးဆို့လေးတဲကသူတို့အဖေနဲ့အမေကကွာရှင်းပြစေကြပါမယ်ကျွန်တော်တို့အဖိုးကတော့ကို့အူလေးနဲ့ကွဲသွားပါမယ်အတော်ကအတော်ပဲဖြစ်တယ်လို့ညီတွေကညီတွေပဲဖြစ်တယ်အတော်ရဲ့သားအကြီးကောင်ကတော့သူ့အိမ်ထောင်နဲ့သူ့အငယ်ကောင်လေးကတော့အမေကိုလှုပ်ကျွေးနေသူဖြစ်တယ်အမေဘက်ကတော်ဆက်ရရဲ့ညီကိုဝမ်းကွဲတွေတဲမှာ ကျွန်တော်ကအကြီးဆုံးဖြစ်လေရောဒီကောင်တွေနဲ့ကအသက်အများကြီးกว่าပြီးတော့ဆယ်စုနှစ်မကกว่าတယ်ဒီကောင်တွေကအခုမှ30ဆွန်းဆွန်းလေးပဲအမေတခုတာတခုရုံးကန်နေရတဲ့သူတို့မိသားစုတွေထက်ဆင့်ဝင်းမွေတာကအေးအေးလက်နဲ့ကအဖွဲအတော်လှုပ်ကျွေးနေရဲ့တားဖြစ်တဲ့သူကိုစစ်မှုတန်းဖို့အတွက်အေးအေးလက်နဲ့ကအဖွဲအတင်းအဓမ္မလာခေါ်တယ်ကျွန်တော်မရှိရင်အမေငတ်လိမ့်မယ်လို့ဦးချမတက်တောင်းမှလည်းမရဘူးအေးအေးလက်နဲ့ကအဖွဲကတာဝန်ရှိသူတွေက 45ရက်တက်ပြီးအိမ်ပြန်ရမယ်လို့ပြောဆိုကြတယ်။ပဝေါကျင်ကပါဝိုင်းတောင်းမဲ့နာတော့မရပဲ။အေအေလက်နဲ့ကောင်အခွဲက အတင်းကျပ်ခေါ်သွားခဲ့တယ်။ကျွန်တော်အတော်ဟာစိတ်ကျမ်းမာကြီးအားနေတဲ့သူပါ။အိုးလင်းနဲ့ကွဲပြီးရဲ့နောက်မှာ သူ့စိတ်အခြေအနေကပိုဆိုးရွားသွားတယ်။အခုဆိုအသက်ကလည်း60နီးပြီ။သူ့ဘဝမှာအဖို့ဆိုလို့ဒီသားလေးပဲရှိတော့တာ။ဒီသားကိုပါဘဝတွေကဆွဲထုတ်သွားလိမ့်ရော။သူ့အဖို့မက်ပတာမြေလူပါပဲ။တကယ်တော့အတော်နာမည်အတော်အမည်နာမည်ကို ထည့်ရလိုက်ရင် မောင်တော်တမျိုးလုံးသိပါတယ်။တကြိမ်ကမောင်တော်မျိုးရဲ့မျက်နှာဖုံးလေးပါ။သူတို့အန်ဒီရဲ့ရှိမှဆိုလို့ထင်မိရတော့ပါဦး။မြေဖြစ်သူကိုစစ်တင်တဲ့45ရက်အတွင်းမှာလုံးဝဆက်တဲ့ဝင်မရခဲ့ပါဘူး။အတော်ကိုပန်ဝန်းကျင်နဲ့ဆွေမျိုးတွေကပဲစောင့်ရှောက်တည်ရှိထားရတယ်။အတော်ဟာထမင်းပါလုံးဝမစားတော့တဲ့အချိန်တွေရောက်သွားခဲ့ရတယ်။အတော်ဟာစိတ်ပုံမှန်မဟုတ်တဲ့သူလေ။ထမင်းစားမှသားငယ်နဲ့ပြန်တွေ့ရမှာဆိုတော့တစ်လုံးစားနှစ်လုံးစားစားတယ်။ဒါပေမဲ့စိတ်ထောင်းကိုကြီးဆိုတော့ဘုံဘုံလဲသွားတယ်။ ကျွန်တော်အမနှစ်ယောက်ကနေစည်းမချားဆောင်းနေအဖွဲကမှလို့တာအတော်ကံမကုံကြရမျိုးဖြစ်တယ်။အေအေကတစိုးတစင်းများလာမဆောင်ရှောက်ပါဘူး။အတော်အစိတ်ကသာပုံမှန်မဟုတ်ပေမဲ့သူ့သားပြန်လာမယ့်ရက်ကိုတော့အသေးချာမှတ်ထားတယ်။၄၅ရက်ပြည့်ရောမနေ့ပြန်သားငယ်လေးပြန်လာမှလို့ပြောဆိုခဲ့ပေမဲ့တကယ်တမ်းတော့သူ့ရဲ့သားဖြစ်သူမရောက်လာခဲ့ပါဘူး။ကျွန်တော်အမရိစုံစမ်းတော့ရှေ့တန်းပို့လိုက်ပြီးရဲ့ငါမောင်လေးကိုသူ့အမေကအင်မတန်တွေ့ကြနေရ။ခဏလေးပေးတွေ့လို့မရဘူးလားဆိုတော့မရပါဘူးတဲ့။ ဲ့ဒါဆိုအစားတောက်လေးပို့ပေးခြင်းနဲ့မရပါနဲ့အဝင်စားလေးပို့ပေးခြင်းနဲ့မရပါနဲ့ဘယ်နေရာမှာတောင်းဝန်ကြနေတယ်လဲဆိုတော့ပြောမရပါနဲ့ဒီကိစ္စကကြားခဲ့ပါပြီကျွန်တော်နေတရာဝဲရတိုးပါသူ့ဘဝကိုလွတ်လပ်စွာရွေးချယ်ခွင့်ရှိပါတယ်ဒါကသူ့ရဲ့မွေးရပါအခွင့်ရေးဒါပေမဲ့သူဟာရွေးချယ်ခွင့်မရပါဘူးအတင်းအတမခိုင်းစီခြင်းကိုခံလိုက်ရတယ်ရန်သူမဟုတ်ပဲစစ်တုံမန်းဘဝကြာရောက်ခဲ့ရတယ်ခုချိန်ထိတည်သလားရှင်နေသလားကျွန်တော်တို့သိခွင့်မရပါဘူး ရခိုင်တယောက်ဖြစ်ရတာဟာအင်မတန်ခက်ခဲပါတယ်။တမိုင်းအရသာစိတ်မိတ်ဂုံယူနေရတာပါ။ဒါပေမဲ့မနေ့ကတက်လာတဲ့ post တစ်ခုကိုဖတ်ပြီးရောရခိုင်ပြည်နယ်အခြေအနေကိုအများသိသိမီထင်လို့ရင်ခွင့်မိတာပါ။ရခိုင်ပြည်မှာထွက်ခွာဖို့ကြိုးစားတဲ့လူငယ်တွေကိုအေးအေးကဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းတဲ့ကိစ္စလေ။အေးအဖွဲကြောင့်ရခိုင်ပြည်ဟာအဖက်ဆယ်များပြက်စီသွားပြီဆိုပြီးတော့ပြောပါတယ်။ရခိုင်နယ်ကအဖွဲအေးအေးဟာအတင်းကျပ်လူသစ်ခေါ်ယူတာမျိုးတွေလုံးဆောင်နေပေမဲ့ လူသစ်စုဆောင်ခံရသူရဲ့မိသားစုတွေနဲ့ပတ်သက်ပြီးတစုံတရာတာဝန်ယူခြင်းတာဝန်ခံခြင်းမရှိသလိုတိုက်ပွဲမှာထိခိုက်ကြဆုံးခဲ့မယ်ဆိုရင်လေတာဝန်ယူခြင်းတာဝန်ခံခြင်းမရှိဘူးလို့သိရပါတယ်။အေအဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းနေထိုင်တဲ့လူငယ်တွေကိုအတင်းကျပ်လူသစ်စုဆောင်တာမျိုးတွေလှုပ်ဆောင်နေပေမဲ့စစ်တပ်နဲ့တရားစင်အတွင်လူငယ်တွေနဲ့ပတ်သက်တဲ့စံမာရေးစားတောင်းနေထိုင်ရေးကိုလည်းတာဝန်ယူခြင်းတာဝန်ခံခြင်းမရှိပဲ ်တန်တန်းတယောက်ချင်းအတွင်းအာဟာရပြက်လက်သေဆုံးတာတွေရှိခဲ့တယ်လို့ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနကမေလ10ရက်ကဖော်ပြခဲ့ပူပါတယ်။ Western News သတင်းဌာနရဲ့ဖော်ပြချက်တွေအရအေးအေးထန်စစ်တင်နေသွားတတ်တဲ့မင်းပြမြို့ဈေးဟောင်းပိုင်းရပ်ွက်ကလူငယ်တအုပ်ဟာတန်တန်းတချင်းအတွင်းအစာအာဟာရပြက်လက်ပြီး2025မလ31ရက်နေ့ကတည်ဆုံသွားခဲ့တယ်လို့တည်ဆုံသူမိသားစုဝင်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီးတော့ဖော်ပြခဲ့ရဖြစ်ပါတယ်။ဈေးဟောင်းပိုင်းရက်ကွက်မှာနေထိုင်နေအသက်28နှစ်အရွယ်ကိုထွန်းအောင်ငင်းဟာရေစင်းကျုံးကဝန်တန်းဖြစ်ပေမဲ့ဝန်တန်းတွေစစ်တင်နဲ့တက်ရမယ်ဆိုတော့အေအဖွဲ့ရဲ့လူသစ်စူဆောင်းမှုကြောင့်အေအဖွဲ့ရဲ့ဘီတာ2စစ်ဒေတာမှာ2025ဇန်နဝါရီလ23ရက်နေ့ကစစ်တင်နဲ့တက်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။ကိုထွန်းအောင်ငင်းရဲ့အမဖြစ်သူကသူကမြေစရင်ကျုံးကဝန်တန်းမှာ ဝန်ထမ်းတွေစစ်တင်နဲ့တက်ရမယ်ဆိုတော့တင်နဲ့တက်မယ်ဆိုပြီးလိုက်သွားတာအဲ့ဒီကိုရောက်တော့အိမ်မကောင်းလို့တည်င်းတော့ကြားပါတယ်ဒါပေမဲ့အဲ့ဒီမှာလေတေချာကယူဆိုင်ကူးကြမှာပါအရန်စင်းနေမကောင်းရင်တော့အိမ်ပို့မှာပေါ့ဆိုပြီးတော့ထင်ခဲ့တာဒါပေမဲ့ထင်တယ်လို့မဟုတ်ခဲ့ပဲအိမ်မြန်ရောက်တော့တေလို့မြောပါအချင်းနေမျိုးနဲ့ရောက်လာခဲ့တယ်စေအောင်ချက်ချင်းတင်တော့ငါးရက်မြောက်နေမှာပဲစုံသွားရှာပါတယ်ဆိုပြီးတော့ပြောပါတယ်ကိုထွအောင်ညင်ရောအေးရဖွဲ့ထန်စစ်တင်နဲ့မတက်ရောက်ခင်အချိန်ကကျမ်းမာရေးကောင်းမှုတို့တော်ဖြစ်ပြီး စ်တင်နှန်းလျှောက်အချိန်အတွင်းအဆောင်အဟာရပြက်လည်ပြီးသိဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုထွန်းအောင်ကြီးကတင်နှန်းကာလအတွင်းနေမကောင်ဖြစ်နေရဲဆိုတဲ့သတင်းကြောင့်မိသားစုဝင်တွေတွားရောက်တွေးခွင့်တောင်းခဲ့ပေမဲ့တွေးခွင့်မရခဲ့ပဲကိုထွန်းအောင်ကြီးရဲ့ကျမ်းမာရေးအခြေအနေစိုးလာချိန်မှာအေးအဝဲတာဝန်ရှိသူတွေဟာမင်းပြတရင်တစ်ခုကိုမလ28ရက်နေ့နေ့လယ်ပိုင်းအချိန်မှာပို့လိုက်ပြီးတော့အဲ့ဒီတရင်ကတစ်စိမ့်ညနေပိုင်း3နာရီဝန်းကျင်မှာဖေးတွဲဆိုင်ကနဲ့ လူနာဆောင်တွေမပါဝင်ပဲတယောက်တည်းအိမ်ကိုပို့လိုက်ကြကြောင်းဒေသစုဝင်တွေကပြောဆိုထားတယ်လို့ Western New သတင်းဌာနကဖော်ပြထားပါတယ်။ကိုတွန်းအောင်ရင်ရဲ့အမဖြစ်သူက3လပိုင်း28ရက်နေ့အိမ်ကိုရောက်ပေမဲ့အိမ်ကိုတမ်းမပေါ်ပဲတက်ထဲမှာထားပါသေးတယ်။ညနေစောင်းမှအိမ်ကိုဘေးတွဲဆိုင်ကနေရောက်လာတယ်။ဘယ်သူမှလည်းမပါပါဘူး။ဘေးတွဲဆိုင်ကမှာပက်လက်လှန်ပြီးပါလာတယ်။ရုတ်တရက်မြင်တော့ကိုတွန်းအောင်ရင်တို့တော့မထင်ဘူး။လူကအသက်20ကျော်အရွယ်တို့တော့မထင်ရဘူး။ 60-90အဖိုးကြီးလိုမျိုးဖြစ်နေပြီးတော့အရိုးပေါ်အရည်တင်ပြီးဖြစ်လာတာ။ကျမတို့ပြောကျင်တာကဒီလောက်ထိဖြစ်နေရကိုဘာလို့များအိမ်ပြန်မပို့ခဲ့တာလဲဆိုတာပါ။ပြီးတော့ထိုင်လို့တောင်မရတဲ့နေမကောင်ဖြစ်နေတဲ့လူကိုတယောက်တည်းပြန်ပို့လိုက်တာကိုလည်းတကယ်ရင်နာရပါတယ်ဆိုပြီးပြောဆိုထားကြောင်း Western New တရင်ဌာနကဖော်ပြထားပါတယ်။အေးအဝဲခေါင်းဆောင်ထောင်းမြတ်နိုင်တဲ့မြို့ထုံးအောင်တို့ဟာလက်ခံပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းမရှိသလို စီစံလို့ရအရှံမှာနေထိုင်ပြီးရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေတဲ့အရာအလုံးကိုတောင်းဝန်ယူခြင်းတောင်းဝန်ခံခြင်းမရှိဘဲဖြစ်နေတယ်လို့ဝေဖန်တမ်းတွေမြင့်တက်နေပါတယ်။ AAUNL အဖွဲ့ဝင်တွေဟာလေပြည်နယ်အတွင်းနေထိုင်သူတွေကိုလက်နက်နဲ့ချင်းချောက်အကြက်ကင်အစာဖြောက်တဲ့ပုံစံမျိုးတွေလှုပ်ဆောင်နေရရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူရင်းဆိုင်နေရတဲ့အခက်အခဲတော့ကရရတနည်းတခြားပုံမှုကြီးမားလာဝယ်ရှိရလို့သိရပါတယ်။ AA အဖွဲ့ဟာစစ်မှုတန်းဖို့အကြောင်းပြချက်နဲ့ လူငယ်တွေကိုရခိုင်ပြည်နယ်ပြည်ပထွက်ခွင့်ထပ်မံပိတ်ပင်ခဲ့ရာရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူတွေဟာအသေးကျအနေကျဘဝမျိုးကိုပုံမရင်ဆိုင်ရဝယ်ရှိနေပြီးရောအေးအခွင့်ရဘိုးကြအနိုင်ကျင့်မှုတွေလူအခွင့်ရေးချိုးဖောက်မှုတွေကိုရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေခေါင်းငုတ်ခံပလားတောင်းပြန်မလားဆိုတာကတော့စိတ်ဝင်စားဝဲကောင်းနေပါရဲ့ရှင်